မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့နယ်မှာမနေ့ကညပိုင်းကစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 22ရက်နေ့ည10:00နာရီဝန်းကျင်အချိန်ကစတင်ပြီးတော့ပြည်ဦးလွေမြို့နယ်ဒီဇင်ဘာချမ်းအနီးတစ်ဝိုက်မှာလက်နက်ကြီးပစ်ခတ်တာများကြားခဲ့ရတယ်လို့သိရပါတယ်အဲဒီနောက်မှာတော့မနေ့ကည10:23မိနစ်မှာလည်းလက်နက်ကြီးတံတွေထပ်မံကြားခဲ့ရတယ်လို့သိရပါတယ် ည10:38မိနစ်အချိန်မှာလေရင်ပြန်တမ်းများကိုထပ်မံကြားခဲ့ရပြီးတော့ည17:05မိနစ်အချိန်မှာလက်နက်ကြီးတန်တစ်ချက်ည17:18မိနစ်နဲ့ည17:39မိနစ်အချိန်တို့မှာလက်နက်ကြီးတံများထပ်မံထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်။လက်နက်ကြီးတွေကတော့မနေ့ညကတောက်လျှောက်ပဲလက်နက်ကြီးတံတွေကြောင့်အိမ်တွေတောင်တုံးတဲ့ ်စစ်တပ်ကပြစ်ခတ်တာလို့ပြောတယ် TNL တွေရှိနိုင်တယ်ဆိုပြီးတော့ယူဆတဲ့ဘက်တွေကိုပြစ်တာလို့တော့ပြောတယ်လေရင်နေနဲ့လည်းကင်းထောက်တယ်လို့ပြင်းလွယ်မြို့နယ်ရေးတရားကုန်းကြီးရွာကပြည်သူတို့ကရှင်းပြထားပါတယ်ဒါ့အပြင် ပြင်းလွယ်မြို့ပြင်မှာရှိတဲ့ကြီးရွာများရက်ွက်များမှာစစ်ကောင်စီတပ်များကကရုတ်ကြီးများကိုတူးနေပြီးတော့ဒေသခံပြည်သူများကိုလည်းလုံအပြည့်အဖြစ်နဲ့အတင်းအဓမ္မဆေးခိုင်းမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်တပ်လော်ဘီများရဲ့သတင်းအမှားတွေနဲ့လှုံ့ဆော်မှုကြောင့် Hello Fashion အထည်ဆိုင်ပန်းရှင်မိသားစုဝင်၃ဦးကိုစစ်တပ်ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂုတ်လ22ရက်နေ့မနက်၈နာရီအချိန်မှာရွှေဘုံမြို့လမ်းလေးကကြောင်မြောင်ညောင်မင်းသားလမ်းထောက်မှာဖွင့်လှစ်ထားတဲ့ Hello Fashion အထည်ဆိုင်ကစိုက်ပိုင်ရှင်ဦးထွန်းဝေဇနီးနဲ့တမိမတ်ဤဖြူသိန်းတို့ကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လော်ဘီဖြစ်တဲ့သတင်းဦး Telegram Channel က Hello Fashion အထည်ဆိုင်ကမတ်ချူးမွန်တက်ဟာ PDF သတင်းများကိုအင်တာနက်မှာ share ထားတဲ့အတွက် PDF ထောက်ဖို့ဖြစ်တယ်ဆိုတဲ့သတင်းအမှားများနဲ့ဖမ်းဆီးရန်လှုပ်ဆော်ရာကနေပြီးတော့စစ်တပ်ကဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကမနေ့၈နာရီမှာ Hello Fashion စိုင်းပိုင်းရှင်ဦးထွန်းဝေကိုစိုင်းထဲမှာစစ်တပ်ကဝင်ဖမ်းတယ်။နောက်ပြီးတော့ဇနီးနဲ့သမီးမတ်ဤဖြူသိန်းကိုတော့ပြည်တော်သားရက်ကွက်နေအိမ်မှာဝင်ဖမ်းတယ်။ဖမ်းတာကတော့ Hello Fashion စိုင်းပိုင်းရှင်မတ်ချူးမွန်တက်ကိုလာဖမ်းတာ။မတ်ချူးမွန်တက်နဲ့မတ်ဤဖြူသိန်းကစက်တူ Hello Fashion စိုင်းကိုနှစ်ဦးစက်တူဖွင့်ထားတာ။ ဒဇင်ဦး Telegram channel ကနေပြီးတော့မချူးမော်တက်က PDF ကိုအားပေးတယ် online မှာစစ်တပ်စန့်ကျင်ရေးတွေကို share တယ်ဆိုပြီးတော့ဖွာတာအဲ့ဒါကိုမချူးမော်တက်ကိုသွားဖမ်းရမမိလို့မအီဖြူသိန်းကိုဖမ်းတာမချူးမော်တက်ရဲ့အိမ်ကိုဝန်ရှာပေမဲ့ကြိုတင်ရှောင်လို့လွတ်သွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်တပ်ကဖမ်းဆီးထားတယ်ဦးထွန်းဝေဇနီးနဲ့တမိမအီဖြူသိန်းတို့ဟာရွှေဘုံမြို့နယ်စိတ်ခွန်ကြီးရွာဇာတိဖြစ်ပြီးတော့ကြီးရွာများမှာစစ်ကြောင်းထုံးမှုများရှိလာခြင်းကြောင့်မြို့ပေါ်ကိုပြောင်းရွှေ့တိမ်းရှောင်နေရင်းနဲ့ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကမ္ဘာ့ဗန္ဒရေးဆိုင်ရာပလိတ်အဖွဲ့ FATF ကမြန်မာနိုင်ငံကိုငွေကြေးခဝါချတဲ့အမည်ပြနိုင်ငံအဖြစ်ကနေပြီးတော့လာမယ့်အော်တိုဘာလမှာထပ်မံတုံးမြက်အရေးယူမခံရရေးအတွက်စစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီးရာပြေးကဥဆောင်ပြီးတော့ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ထောင်ဝင်ကြီးရာပြေးဥဆောင်တဲ့ငွေကြေးခဝါချမှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့က ဩဂတ်လ22ရက်နေ့နေပြည်တော်မှာအစည်းအဝေးတရခေါ်ယူကျင်းပခဲ့ပြီးတော့အဲ့ဒီအစည်းအဝေးမှာငွေကြေးခွာချမှုနဲ့ဗန္ဒာရေးဆိုင်ရာအမည်ပြနိုင်ငံဆိုင်ရာမြန်မာနိုင်ငံကို ကမ္ဘာဘန်ဒါရေးဆိုင်ရာပလေးအဖွဲ့ FATF က2022ခုနှစ်ကလေးကထည့်သွင်းထားတယ်လို့သိရပါတယ်။အခုနှစ်ဇွန်လ28ရက်နေ့စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ FATF ရဲ့မျက်နှာစုံကြီးအစည်းအဝေးမှာမြန်မာနိုင်ငံကိုအမည်ပြစာရင်းကနေပြီးတော့ပယ်ဖြတ်ပေးရန်တောင်းဆိုခဲ့တော်လဲလှုပ်ဆောင်ပေးခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။လာမယ့်2024ခုနှစ်အောက်တိုဘာလအတွင်းတိုးတက်ဆောင်ရွက်မှုများဆောင်ရွက်နိုင်ခြင်းမရှိပါက FATF ကတိုးမြင့်အရေးယူရန်လှုံ့ဆော်သွားမယ်လို့ဖော်ပြခဲ့ကြောင်းဒုတိယဗိုလ်ချုပ်ကြီးရာပြေးကပြောဆိုခဲ့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ဗန္ဒာရေးအမည်ပြနိုင်ငံဆိုင်ရင်းကနေပြီးတော့ပယ်ဖြတ်နိုင်ရေးနဲ့ထပ်မံတိုးမြင့်အရေးယူဆောင်ရွက်မှုမခံရရေးအတွက်လိုအပ်တဲ့ဥပဒေအသစ်များပြဋ္ဌာန်းခြင်းပြင်းစင်ခြင်းများကို2024ခုနှစ်အောက်တိုဘာလ FATF အစည်းအဝေးမတိုင်ခင်အ мян ဆုံးဆောင်ရွက်ရန်ပြည်ထောင်ဝင်ကြီးရာပြည့်ကတိုက်တွန်းပြောဆိုထားပါတယ်2022ခုနှစ်အောက်တိုဘာလမှာကမ္ဘာငွေကြေးခွာခြားမှုနဲ့အကြမ်းဖက်မှုဗန္ဒာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ကြီးခေါ် ကမ္ဘာဗန္ဒာယေးဆိုင်ရာပလိတ်အဖွဲ့ FATF ကမြန်မာနိုင်ငံကိုဗန္ဒာယေးဆိုင်ရာအမည်ပြနိုင်ငံအဖြစ်နဲ့ကြီးညာခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံဟာငွေကြေးခွာခြားမှုဆိုင်ရာအရေးယူတိုက်ဖြတ်ရန်မလုံဆောင်ခြင်းအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ဗန္ဒာယေးဆိုင်ရာအရေးယူမှုများကိုမလုံဆောင်ခြင်း FATF အဖွဲ့ကြီးကချမှတ်ထားတဲ့စီမံစည်းကမ်းဘောင်များအတိုင်းလိုက်နာဆောင်ရွက်မှုမရှိခြင်းတိုးတက်မှုမရှိခြင်းများကြောင့်ငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုဆိုင်ရာဗန္ဒာရေးများမှာပါဝင်ပတ်သက်နေတဲ့အမည်ပြတ်နိုင်ငံအဖြစ်နဲ့ FATF ဥက္ကဋ္ဌ D Raja Kumar က2022ခုနှစ်အောက်တိုဘာလမှာကြေညာခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာမြန်မာနိုင်ငံရဲ့ဗန်များကစစ်တပ်အတွက်စစ်လက်နက်ပစ္စည်းများကိုဝယ်ယူရေးနိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုများကိုကြော်လွှားရှောင်လွှဲနိုင်တဲ့အပေါ်မှာ ကုလသမဂ္ဂရဲ့အစီရင်ခံစာများထွက်ရှိနေခြင်းစစ်လက်နက်ပစ္စည်းများဝယ်ယူရန်ငွေကြေးခွာချမှုများကိုလှုပ်ဆောင်နေခြင်းတို့ကြောင့် FATF ကအမည်ပြည့်စရင်ကြေညာထားရကနေပြီးတော့အဆုံးဆုံးဗန္ဒာရေးဆိုင်ရာအရေးယူမှုများကိုထပ်မံတိုးမြှင့်လှုပ်ဆောင်လာမှာကိုစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအလွန်အမင်းစိုးရိမ်နေတယ်လို့သိရပါဗျာ။ 1989ခုနှစ်မှာစတင်ထူထောင်ခဲ့တဲ့ FATF ခေါ်ကမ္ဘာငွေကြေးခွာချမှုနဲ့အကြမ်းဖက်ဗန်ဒာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ကမြန်မာနိုင်ငံဟာအကြမ်းဖက်ရာဇဝတ်မှုများနဲ့ငွေကြေးခွာချမှုတွေကိုတိုက်ဖြတ်ရေးမှာကျဉ်းနှက်ဖွယ်ရာမရှိတဲ့ရလဒ်များကြောင့်နာမည်ပြစီရင်သွင်းလိုက်ရခြင်းဖြစ်ရာ စ်ကောင်စီအပါအဝင်မြန်မာနိုင်ငံသားများအနေနဲ့ပြည်ပငွေကြေးဆိုင်ရာလွှဲပြောင်းမှုနိုင်ငံတကာငွေကြေးကဏ္ဍများမှာအေးအေးယူတရှိခံရမှုများရှိလာခဲ့တယ်လို့သိရပါဗျ။ FATF ကမြောက်ကိုရီးယား၊အီရန်နဲ့ဒန်းတူမြန်မာနိုင်ငံကိုအမည်ပြနိုင်ငံအဖြစ်နဲ့ကြီးညာခဲ့မှုကြောင့်မြန်မာနိုင်ငံကနိုင်ငံခြားယင်းနှီးမြုပ်နှံမှုများထွက်ခွာခြင်းနဲ့ထပ်မံပြီးတော့နိုင်ငံခြားယင်းနှီးမြုပ်နှံမှုအသစ်များဝင်ရောက်ရန်မဖြစ်နိုင်တော့တဲ့အခြေအနေများဖြစ်ပေါ်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဒူဘိုင်းနဲ့အရှေ့အလယ်ပိုင်းနိုင်ငံများကိုအလေပတ်နိုင်ငံကူးလက်မှတ်နဲ့တွားရောက်မဲ့လူငယ်အမျိုးသားနဲ့အမျိုးသမီးများကိုလေယာဉ်ပေါ်ကိုတက်ခွင့်မပြုဘဲရန်ကုန်လေစိတ်ကနေပြီးတော့လှည့်ပြန်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကနိုင်ငံကူးလက်မှတ် PV ကန်ဆောင်ပြီးတော့အလုတ်ကန်ဗီဇာနဲ့ပြည်ပနိုင်ငံများကိုထွက်ခွာမှုအားလုံးကို လေစိတ်နဲ့နေဆက်ဂိတ်များမှာစီစစ်တားမြစ်မှာဖြစ်ကြောင်းစစ်ကောင်စီကဩဂတ်လ14ရက်နေ့မှာတရားဝင်ကြေညာခဲ့ပြီးတဲ့နောက်ဒူဘိုင်းနဲ့အရှေ့အလယ်ပိုင်းနိုင်ငံများကိုတွားရောက်မဲ့သူများကိုလေစိတ်မှာတားဆီးမှုများများပြားနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒူဘိုင်းနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေကအယမ်းချတာတဲ့နိုင်ငံတွေဖြစ်တော့မြန်မာဘက်ကတွားတဲ့သူတွေအားလုံး PV နဲ့အလုတ်လုတ်ဖို့တွားကြတာများတယ်။အဲဒါကြောင့်လေစိတ်မှာအတားခံရတာတော်တော်များများကလေရင်အသွားတစ်ချောင်းနဲ့လက်မှတ်ဖြတ်ထားတယ်။ဒူဘိုင်းမှာတဲမဲ့ဟိုတယ်ဘုတ်ကမပြနိုင်ဘူး။ရှိုးမန်းနေတော့ပြတာများတယ်။ အဲ့ဒါကြောင့်တတ်မှတ်ချက်တွေမပြည့်စုံလို့ပြန်လွတ်ခံရတာများတယ်ဒူဘိုင်းသွားမဲ့လူအယောက်100မှာ60လောက်ကလေးစိတ်ကနေပြန်လွတ်ပါတယ်လေရင်ပေါ်အတက်မခံဘူးလို့ရန်ကုန်လေးစိတ်မှာတာဝန်ကြတယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့နှိဆက်တဲ့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်ရန်ကုန်လေးစိတ်မှာပြည်ပကိုထွက်ခွာမဲ့သူများအလုံးကိုစစ်ကောင်စီပူးပေါင်းအဖွဲ့ကမေးမြန်းတဲ့မေးခွန်းများဟာဘယ်သွားမှာလဲဘာသွားလုပ်မှာလဲအပြန်လက်မှတ်ဟိုတယ်ဘူကင်းရှိုးမန်နီပြပါ ဒါပထမဆုံးအချိန်လားပြန်လာမှလားစတဲ့မေကွန်းများကိုအဓိကထားမေးမြန်းပြီးတော့ပတ်မှတ်မေကွန်းများကိုမဖြေဆိုနိုင်ပါကလေးစိတ်ကနေလှည့်ပြန်ခိုင်းတယ်လို့သိရပါတယ်။ဒါအပြင်အသက်40နှစ်အောက်ပထမဆုံးအချိန်နိုင်ငံသားပြည်ပကိုထွက်ခွာမဲ့သူများကိုလည်းအထူးတင်းကျပ်စီစစ်လျက်ရှိပြီးတော့ကြိုတင်လျှောက်လွှာတင်ကိုင်းမှုများလည်းရှိနေတယ်လို့သိရပါတယ်။စစ်မှုထမ်းရန်ခေါ်ဆောင်ခြင်းခံရသူမဟုတ်ကြောင်းနဲ့စစ်မှုထမ်းရမည်ဆိုပါကပြန်လာမယ်ဆိုတဲ့အာမခံမဲ့သူကိုပါတပါးတည်းလက်မှတ်ရေးထိုးခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မီးချောင်းထုတ်ကျေးရွာကိုအချမ်းဘတ်စစ်ကောင်စီကတိုက်လေရင်နဲ့ဩဂတ်လ22ရက်နေ့မွန်းလွဲ2နာရီကျော်အချိန်မှာဘုံကျဲတိုက်ခိုက်ခဲ့ရာမွေးကင်းစကလေးအမေတအူတေဆုံးသွားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့လေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုကြောင့်တေဆုံးသူအမျိုးသမီးကအသက်25နှစ်ကျော်အရွယ်ဒေါ်ရှီမဖြစ်ပြီးတော့လာသားအရွယ်ကလေးတအူနဲ့9နှစ်အရွယ်ကလေးတအူတို့ကြံခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်တောင်ကုန်းဒေသခံတအူကဒေါ်ရှီမကနေရာမှာတင်ဆုံးသွားတာသူ့မှာတလာသားကလေးတယောက်နဲ့9နှစ်အောက်ကလေး တယောက်နှစ်ယောက်ကြံခဲ့တယ်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်တိုက်ပွဲလည်းမရှိဘဲနဲ့စစ်ကောင်စီကဒီအတိုင်းဘုံလာကျဲသွားတာလို့ပြောဆိုခဲ့ပါလေဒဏ်ရာရတဲ့သူများရဲ့အမြင်နဲ့အရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်ပြီးတော့ဖုန်းလိုင်းဆက်သွယ်ရေးတွေခက်ခဲနေတဲ့အတွက်အတိအကျမသိရသေးဘူးလို့သိရပါပါတယ် ်မိချောင်းထိုးကြီးပါဟာတောင်ကုန်းမြို့ထဲနဲ့နှစ်မိုင်ခန့်ဝေးกว่าပြီးတော့အရက်သားနေကြီးရွာများကိုစစ်ကောင်စီရဲ့လေတက်ကရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့ဒုတိယအကြိမ်မှာရွာတဲကိုကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်အမျိုးသမီးတဦးသေဆုံးသွားတဲ့အပြင်လူနေအိမ်၅အိမ်ထက်မနည်းလဲပျက်စီးသွားကြောင်းတောင်ကုန်းမြို့ကများကပြောကြားထားပါတယ်စစ်ကောင်စီကတောင်ကုန်းမြို့နယ်အထူးသဖြင့်မြို့အနီးတစ်ဝိုက်ကို ဘုံဆက်တိုက်ကျဲနေတာတပတ်လောက်ရှိနေပြီတောင်ကုန်းမြို့အနီးနားကကျေးပါတွေတောင်တန်းတွေကိုတိုက်ခိုက်နေတာစစ်ကောင်စီကတော့နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့အေအေရှိမယ်ထင်တဲ့နေရာတွေကိုပစ်တယ်လို့သတင်းလွှင့်မှာပဲဒီမှာကအေအေရှိလားမရှိလားမသိဘူးအခုအပြစ်မဲ့တဲ့ပြည်သူတွေအမျိုးသမီးတွေတေကုန်ပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီဟာတောင်ကုန်းမြို့ဝင်အတိုက်မခံရအောင်မြို့အနီးနားမှာအေအေရှိနိုင်တဲ့နေရာများကိုတိုက်ခိုက်နေတယ်လို့ဆိုတော့လေ အရက်သားနေကြေးရွာများကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်နေတဲ့အတွက်အရက်သားပြည်သူများတေဆုံးနေခဲ့ရတယ်လို့သိရပါတယ်။ဩဂတ်စ်လ16ရက်နေ့မနက်3:00နာရီကလည်းတောင်ကုန်းမြို့နယ်ဆယ်မိုင်ဝေးကွာတဲ့မိုးတောင်တန်းကိုစစ်ကောင်စီရဲ့လေတပ်က Jet Fighter နဲ့ဘုံငါလုံးထက်မနေ့ကျဲချတိုက်ခိုက်ခဲ့ရာ မိုးတောင်တန်းမှာရှိတဲ့မိုးပညာဒါနပရဟိတကျောင်းဘကကျောင်းဟာမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲဇွန်လ15ရက်နေ့ကစစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့ရာရွာသိက်ကဲကျေးရွာကအသက်18နှစ်အရွယ်မောင်အောင်လှိုင်ဝင်းဟာဝမ်းပိုက်မှာဘုံစားထိမှန်ခဲ့ပြီးတော့တောင်ကုတ်ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့အချိန်သိမ်းဆုံးသွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇွန်လ18ရက်နေ့နေ့လယ်တန်တိုင်းခွဲအချိန်ကလည်းတောင်ကုတ်မြို့အခြေစားစစ်ကောင်စီတရဲများကတောင်ကုတ်တက်ကတော်ရဲကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့တလုံးကြောက်ရောက်ပောက်ကွဲမှုကြောင့်တင်တန်းရေးရာဌာန ာမှုရဲ့အိမ်နဲ့ကားပြက်စီးသွားကြောင်းဒေသခံများထံကနေပြီးတော့သိရှိရပါတယ်။ဇွန်လ17ရက်နေ့မနက်10:00နာရီကလည်းတောင်ကုန်းမြို့နယ်ပန်းတင်တိုက်နယ်ကံစိတ်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်အမျိုးသမီး2ဦးစုစုပေါင်း3ဦးနေရာမှာတင်တိုက်ဆုံသွားခဲ့တယ်လို့သိရပါတယ်။တောင်ကုန်းမြို့နယ်ကိုဇွန်လ15ရက်နေ့ကနေစပြီးတော့စစ်ကောင်စီတိုက်ရဲများဟာမြို့အဆက်နဲ့လူနေကြီးရွာများရှိရာကိုလက်နက်ကြီးများနဲ့ယနေ့အချိန်ထိကိုအဆက်မပြတ်ပစ်ခတ်နေကြောင်းနဲ့ လေချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်မှုများကိုလည်းပြုတ်လုံနေတယ်လို့သိရပါတယ်စစ်ကောင်စီကတောင်ကုန်းမြို့နယ်မှာတိုက်ပွဲရှိပြီဖြစ်စေမရှိပြီဖြစ်စေလေချောင်းကနေဘုံကျဲတက်ခတ်မှုများလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွာမြို့ကန်အားလုံးနဲ့အနီးနားမှာရှိတဲ့ခြေရွာကဒေသခံပြည်သူများဟာအိုးမဲ့အိမ်မဲ့ထွက်ပြေးနေရတယ်လို့သိရပါတယ်အရခတ်တက်တော် AA ကစစ်ကောင်စီမြန်မာစစ်တပ်အနေနဲ့ရခိုင်တိုက်ပွဲများမှာစစ်ကိုစစ်နဲ့တူအောင်တိုက်ခိုက်ရန်လိုအပ်ပြီးတော့စစ်ပွဲနဲ့မသက်ဆိုင်တဲ့ရက်ရွာမြို့နယ်စေယုံစည်းကမ်းများအပါအဝင်ဘာသာရေးအဆောက်အဦများ ပြည်သူများနေထိုင်ရာဒေသများကိုဥတီပြီးတော့မတိုက်ခိုက်ရန်ပြောဆိုထားတယ်လို့သိရပါတယ်။ရခိုင်ပြည်အတွင်းကစစ်ကောင်စီရဲ့တပ်စခန်းများအလုံးကိုတိုက်ခိုက်သွားမှာဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့အများဆုံးလက်နက်ချအညံ့ခံရန်နဲ့လက်နက်ချအညံ့မခံပါကအသက်ဆုံးရှုံးရမယ်လို့အေအေကသတိပေးနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။